ါမြမမိတ်ဆွေများအခုလည်းပဲပုဏ္ဏပတုမာတာဆိုတဲ့ဒီလူမရဲ့ပုဏ္ဏပတုဆိုတဲ့အရွယ်ရောက်ပြီးသားตาကလေးဘလူးလေးရဲ့အရွယ်မရောက်သေးတဲ့ဥတ္တရာဆိုတဲ့သမီးလေးရဲ့ဒီမိသားစု၃ယောက်ကညနေနေဝင်ရိုးရီအချိန်မှာအစာရှာထွက်လာကြစာရှာထွက်လာတယ်ဆိုတာသူခင်ဗျားများစားရမယ်တောက်ရမယ်ဆိုအစာမှန်တဲ့ဗျတွေ့တာကိုကောက်ယူပြီးတော့စားကြတယ် လူတွေစားတဲ့အစီကဖိတ်စင်ကြတာလေးကောက်ယူပြီးတော့စားကြတယ်အေးစေရုံအကြောင်းသားရောက်လာတဲ့အခါကျတော့အဝေးကနေလှမ်းချိလိုက်တဲ့အခါမြတ်စွာဘုရားနဲ့တန်ဃာတွေကဝန်းရံပြီးတော့တိတ်ဆိတ်ငြိမ်သက်စွာထိုင်နေတာကိုမြင်တဲ့အခါကျတော့အော်တန်ဃာတွေနဲ့ဘုရားမြင်လိုက်တဲ့အခါသူစိတ်ကဘလို့ဖြစ်တယ်အဲ့ဒီမှာတရားနာခြင်းနဲ့စိတ်မရှိသေးဘူးအဲ့ချင်းဘုဆုနဲ့မြင်လိုက်တဲ့အခါဒီနေရာမှာ စားစရာများ ဝေးနေတာလားဆိုပြီးဘိုက်ကဆံလာပြီကိုသူက စားစရာများရမလားလို့ဆိုပြီးတော့ဇေရွန်เจ้าမုတ်ကတည်းဆွပြီးတော့ဝင်လာတယ်တကယ်တော့ဇေရွန်เจ้าမှာအဆောက်အတန့်တွေကအခုလို့သူလို့အယုတ်ဆိုးအကြီးတန်းဆင်းရဲတဲ့ဘုံမဆိုးနှမျိုးအဝဲမခံဘူးတဲ့သို့တော့အဲ့ဒီအချိန်လေးမှာတော့သူ့ရဲ့စိတ်ကောင်းနှလုံးကောင်းရှိတဲ့အနေအထားမျိုးဖြစ်နေလို့လားသို့မဟုတ်မြတ်စွာဘုရားတရားဟောနေတာကိုအာယုဆိုင်လို့သူကနေပြီးတိတ်တဆိတ်ခိုးဝင်သွားလို့လားမမြင်လိုက်ဘူးပေါ့ဘုရားနာထီအောင်ရောက်သွားတယ် ရောက်သွားတဲ့အခါကျတော့မြတ်စွာဘုရားတရားဟောနေတာကိုသူကြားကြားပြီးတော့ရက်နေတာပေါ့ဘုရားတရားတော်ကိုနားထောင်သူမှအသိဉာဏ်ရှိတယ်အဲ့ဒီလိုရက်ပြီးနားထောင်နေတဲ့အချိန်မှာဘာလို့တုံးဆိုခုနကသူ့လက်ကဆွဲလာတဲ့ตาကလေးရဲ့ချီးလာတဲ့သမီးလေးအမေဘာလို့ရက်နေတာတော့ตาတို့သမီးတို့ဆာလာပြီးတွားပါရှေ့တွားပါရှာပါနဲ့ဒီလိုပြောတဲ့တယ်နော် အဲ့ဒီလိုပြောတဲ့အခါ तू ကတရားနာနေတာဖြစ်တော့ကြောင့် तू သားသမီးတွေကိုပြန်ပြောတဲ့စကားလေးဟာအင်တန်မှမှတ်သားစရာကောင်းတယ်ပေါ့တုန်နီဥတ္တရိကေဟောဟိတုန်နီဟောဟိပုဏ္ဏတုသမီးဥတ္တရာတိတ်တိတ်နေစံသူတို့ကပူညာပူညာလုပ်တယ်လေကလေးကအစားတာကိုအေးဥတ္တရာနဲ့တိတ်တိတ်ကလေးနေစံပုဏ္ဏပတုစကားမပြောနဲ့တိတ်တိတ်နေစံဒီလိုပြောပြီးတော့ဘာဆက်ပြောတော့ဆို ယာဝဟံဗုဒ္ဓတိထတဓမ္မံသတ္တမိတထုတလောကလုံးရဲ့ဆရာဖြစ်တဲ့မြတ်စွာဘုရားရဲ့တရားဆုံးသည့်ထီအောင်ငါနာခြင်းနဲ့ငါတရားနာနေတာနားထောင်နေတာမြတ်စွာဘုရားဘာလို့ပြောနေတာတုံးဆိုတော့ငါနားထောင်နေတာမင်းတို့တိတ်တိတ်လေးနေချာစားကလေးတွေပြောလိုက်တယ်နော်အစ်မတမသူတို့ရဲ့သင်္ကန်းစာဘဝသင်္ကန်းစာယူစရာအမှန်ကောင်းတယ်ပေါ့အဲ့ဒီမှာဘာဟောနေတယ်ဆိုတာသူသိတယ် ူသာသမီးလေးတွေကိုရှင်းပြတယ်တရားနာရင်နိဗ္ဗာန်ံပခဝါအာဟတပ္ပခန္ဓပမောစနအနောင်ဖွဲ့အလုံးကလွတ်မြောက်ရဖြစ်တယ်နိဗ္ဗာန်အကြောင်းကိုမြတ်စွာဘုရားရှင်းပြနေတာတို့မှာနှောင်ကြိုးတွေနဲ့ဒီနေရတာနှောင်ကြိုးတွေဆိုတာလူရဲ့စိတ်ကိုနှောင်ဖွဲ့တာလားဘလို့လူတွေကနှောင်ကြိုးဖွဲ့ခံရတယ်ဆိုတာခန္ဓာကိုယ်ဒီ physical body ကိုကြိုးကြီးတွေနဲ့ခြိထားမှနှောင်ကြိုးလို့ထင်တာ စိတ်ကိုနှောင်ဖွဲ့ထားတဲ့အကျိုးဟာလူမမြင်ရဘူးပေါ့တပ္ပခန္ဓပမောစံချီနှောင်ထားတာတွေအားလုံးပြေသွားတဲ့နိဗ္ဗာန်အကြောင်းကိုမြတ်စွာဘုရားဟောနေတာတို့မှာဒီချီနှောင်ခန်းနေရတယ်ဆိုရင်ဒါကြောင့်ဒါတွေကိုတို့တတိပြုနာထောင်ရမယ်အတိဝေလာစမေဟောတိအတ္တမိန်ထံမိပြာယနာ ဒီတရားကိုငါတောင်းတတာကြာလှပြီတဲ့ဒီတရားကိုတောင်းတအချိန်လေးကိုအများကြီးခုံခဲ့ပြီတဲ့ငါလိုချင်တာခုမှတွေ့ရတယ်ဒီတရားငါသိချင်နေတာကြာလှပြီဒါကြောင့်မို့သားတို့သမီးတို့ငြိမ်ငြိမ်လေးနေစမ်းတိတ်တိတ်လေးနေကြစမ်းလို့ဆိုပြီးတော့ဟောအာယုံဆက်ပြီးနားထောင်သူ့သားလေးကလည်းလိမ္မာရေးချရှိတယ်ဘလူးကလေးပဲမယ်လို့မယိုင်းဆိုင်မှုပေါ့အမေအဖေပြောတာကိုနားထောင်တယ်အမန္နာပြရိတ်တာမိ မပြောတော့ပါဘူးတဲ့ကျွန်တော်အမေကျွန်တော်မပြောတော့ပါဘူးတုံနိဘူတာယဥတ္တရာညီမလေးလည်းတိတ်တိတ်နေမပြောနဲ့ဓမ္မမေဝနိတံမေမြတ်စွာဘုရားဟောတဲ့တရားကိုနားဆိုင်ထောင်သူတို့လည်းနားဆိုင်ထောင်ပါဘောအမေလည်းနားဆိုင်ထောင်ကျွန်တော်ကျွန်တော်တို့လည်းနားဆိုင်ထောင်ပါဘာဖြစ်လို့လဲသတ္တမတဝနံဒုက္ခသူတော်ကောင်းတရားကိုနားကြားရတာစိတ်နှလုံးအေးချမ်းမှုရတယ် ုတ်တယ်ဘဝမှာအင်အားတွေတခုဖြစ်စီအသိဉာဏ်တွေရလာရင်ဘဝရဲ့အင်အားတခုပဲလေလူတွေမှာအသိဉာဏ်ရတဲ့အချိန်နဲ့မရတဲ့အချိန်တူမမတူဘူးအသိဉာဏ်မရသေးဘူးဆိုရင်လူဟာလမ်းစာပြောင်းနေတယ်လို့ဖြစ်တယ်အသိဉာဏ်ရတဲ့အချိန်မှာဘဝအေးချမ်းတဲ့ဘဝမျိုးသူနေနိုင်တယ်ရွေးချယ်နိုင်သွားတယ်အញ្ញံလူတောကတွေသိမများတော့ဘူးဒါကြောင့်မို့တတ္တမသောနာသူတော်ကောင်းတရားကိုကြားနာလိုက်ရတာအသိဉာဏ်လေးရသွားတာဖြစ် အေးချမ်းမှုကိုပေးနိုင်တယ်လို့သူဆိုတာအဲ့ဒါလို့တာမိတွေပြောပြီးတော့မြတ်စွာဘုရားရဲ့စကားကိုစိုက်ပြီးတော့နားလဲကြတယ်အင်မတန်လေးနဲ့တဲ့မြတ်စွာဘုရားတရားကိုနားအေးနိဗ္ဗာန်အကြောင်းဟောတယ်ဆိုလို့ရှိရင်ပရိသမိရမေကပါဠိတော်ကဆိုတဲ့စကားလုံးလေးတစ်ခုကိုခြေလိုက်ပိစန္နာပိစက္ခန္တီနော်ခန္ဓာ၅ပါးဆိုတာဒုက္ခပဲ ပင်ဆက်ခန္ဓာခန္ဓာ၅ပါးအဲ့ဒီခန္ဓာ၅ပါးကိုဘုန်းကြီးတို့တွေဘယ်လိုထင်နေတုံးဆိုငါလို့ထင်နေငါဟာလို့ထင်နေကိုရထားတဲ့ခန္ဓာ၅ပါးကိုကိုယ့်အကိုစဉ်းစားကြည့်လောကလူတွေတမန်အပြင်ကြည့်မယ်ဆိုရင်ငါလို့ထင်နေငါဟာလို့ထင်လာဝိပဿနာဉာဏ်မြင်နဲ့ကြည့်လိုက်တဲ့အခါကျတော့ငါဆိုတာရောရှိတယ်လားငါဟာဆိုတာရောရှိတယ်လားလို့တခုစီအသေးစိတ်လေ့လာကြည့်တဲ့အခါငါဆိုတာလည်းရှာမတွေ့ဘူးငါဟာဆိုတာလည်းရှာမတွေ့ သို့သောတမ္မာအဖြစ်ငါဆိုတာပဲဟာလဲလို့ရှင်ကိုယ့်ကိုယ်လည်းညှို့ထုတ်ပြောကြမှာပဲငါဆိုတာဒါပဲပေါ့အဲ့ဒါလို့ငါငါဟာဆိုတဲ့အထင်မြင်ရောက်နေသည်များကလပ်ပတ်လို့မဖြစ်လေငါလို့တတ်မှတ်တဲ့အရာငါဟာလို့တတ်မှတ်တဲ့အရာဒီဒီတိုင်းနေမှာမဟုတ်ဘူးတဖြည်းဖြည်းအနိစ္စသဘောအရာမတည်မြဲလို့ပြောင်းလဲလာမယ်အဆိုးပဲကိုယ်ရိုင်းလာမယ် အညထာဘာဝတမျိုးတစ်ပုံ ပြောင်းသွားပြီဆိုလိုက်တာနဲ့တပြိုင်နက်ခန္ဓာ၅ပါးကိုငါလွတ်ထင်ထားတဲ့ပုဂ္ဂိုလ်တယောက်ဟာဘာဖြစ်လာတော့ဆိုတောကားတဲ့ပရိဒီဝဒုက္ခဒေါမနတာဒါတွေဝင်လာတာတာပဲတေချာငါမဖြစ်ရလေချင်းငါဟာမဖြစ်ရလေချင်းနဲ့တွားရတာပဲလေဘာလို့လို့ဆိုသူကငါလွတ်ထင်ထားတာကိုမျက်စိကိုငါလွတ်ထင်တဲ့ အေးမျက်စိပြက်ဖို့ကြုံလာပြီဆိုလို့ရှိရင်တော့ငါလို့ထင်ထားတဲ့မျက်စိသို့မဟုတ်ငါမျက်စိငါဟာလို့ထင်ထားတယ်မျက်စိဒုက္ခဝေဒနာဖြစ်လာပြီမာရေတွေကကြီးလာပြီဟိုဘက်ထီအောင်ကူးတော့မယ်ဆိုရင်ဘယ်တော့စိုးရင်ညာမယ်လူတွေကနော်ကူးလို့မရတော့ဘူးဆိုတဲ့လူတွေဘယ်တော့တန်ရတော့ကဖြစ်လိုက်ဘာဖြစ်လို့ဒီလိုဖြစ်ရလဲငါလို့ဆွဲလန်းထားလို့ငါဟာလို့ဆိုအစအရေကမျက်စိဆိုတာစက္ကုပ္ပတာရုပ်ပဲ ဒီဟာသူ့အကြောင်းကြောင့်သူဖြစ်နေတာကံတရားကြောင့်ဖြစ်တယ်ဥဒုတို့စိတ်တို့အာဟာရတို့ကပံ့ပိုးထားတာသူဖြစ်ခြင်းတန်လို့ဖြစ်လာတာဖြစ်ခြင်းတန်လည်းပြတ်မှာပဲငါမဟုတ်ဘူးဆိုရင်အမြင်ကြီးကိုရှင်းရှင်းလင်းလင်းမြင်ထားမယ်ငါဟာမဟုတ်ဘူးဆိုရင်အမြင်ကိုရှင်းရှင်းလင်းလင်းကြီးမြင်ထားမယ်ဝိပဿနာဉာဏ်နဲ့အဲ့ဒါတို့မြင်ထားမယ်ဆိုလို့ရှိရင်ဒုက္ခတို့ပြိတိဝါတို့ဒုက္ခတို့ဒုံနတ္တတို့လာမှာမဟုတ်တော့ဘူး လာတောင်မှပျော့ပျော့တည်တည်ပါပါကလေးပဲလာမှာပေါ့သာမိသာဖ3ယောက်သာမိ3ယောက်ဘလူမရဲ့သူသားလေးပုဏ္ဏပတုရဲ့သမီးလေးဥဒရာရဲ့မြတ်စွာဘုရားတရားဟောနေတဲ့နားလေးမှာမတည့်ရပြီးတော့နားနေချတာသူတို့နားထောင်နေတာတိတ်တိတ်ကလေးဆားလောင်နာကိုအောင်းအေးပြီးတော့တရားနာနေချတာနားလိုက်တဲ့အချိန်မှာတရားထဲမှာအာယုံဆိုင်ပြီးတော့နားတော့ မြတ်စွာဘုရားကဟောတယ်လို့ဆိုတခြားဟာဟောတာမဟုတ်ဘူးလေနိဗ္ဗာန်အကြောင်းကိုဟောတယ်ဆိုလို့ရှိရင်သစ္စာလေးပါးဟောတာပဲအဲ့တော့သစ္စာလေးပါးကိုဟောတာဒုက္ခဆိုတာပါရှင်းရှင်းလင်းလင်းသိသွားတယ်အဲ့ဒီဒုက္ခဘာကြောင့်ဖြစ်တယ်ဆိုတာလည်းသိသွားတယ်ဒုက္ခနေရောဒုက္ခချုပ်ငြိမ်းတယ်ဆိုတာလည်းသိတယ်ဒုက္ခချုပ်ငြိမ်းရာအကြောင်းဖြစ်တယ်မဲကသစ္စာလမ်းကြောင်းကိုလည်းပဲသိသွားတယ်ဘုဒ္ဓဘုသူမန္တာဆိုတဲ့ရခိယသူက ဒိဋ္ဌာနိအရိယသစ္စာနိအရိယသစ္စာတွေကိုကောင်းကောင်းတွေ့သွားကောင်းကောင်းတွေ့သွားတယ်သဘောပေါက်သွားတယ်နားလည်သွားတယ်နားလည်သွားတော့သူတန်းသူသမီးလေးတွေကိုသူကဟိုဝမ်းမြောက်စကားပြောတယ်နောက်ကျဘာပြောလို့ပုဏ္ဏပတုဒုက္ခိဟောတုငါသားလေးပုဏ္ဏပတုမင်းချမ်းသာပါစေအစ္ဆာဟံမိသမုတ်ခတာဒီကနေ့သစ္စာလေးပါးကိုသိပြီးတော့ငါရဲ့ကိုယ့်ရဲ့ဘဝကကို က်လာပြီပေါ့ငါမှအဋ္ဌဉဏ်တွေတက်သွားပြီဒီကနေ့ငါအဋ္ဌဉဏ်တွေတိုးတက်သွားပြီမင်းရဲ့ခြေဆုပဲမင်းဆူဆူပူပူမလုပ်ဖက်နဲ့ငြိမ်ငြိမ်စင်စင်လေးတရားနာပြီးအတွက်ကြောင့်မင်းကိုခြေဆုတင်ပါတယ်လို့ပြောတာပဲเนาะဥတ္တရာပိသူနာတုမိငါစကားနားထောင်နေဥတ္တရာလည်းချမ်းသာဒုက္ခရပါစေလို့ဒီလိုဒီတုတ်တန်လေးမှသူတို့ပြောတဲ့စကားနဲ့ပဲအဆုံးသတ်ထားတာ